ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေជួសបាទ Champion ပြေးတက်တဲ့အောက်လည်းမင်္ဂလာပါ Liverpool အသင်းကတော့ဒါအခုလက်ရှိမှာ Jeremy Frimpong ကိုသူတို့အပိသက်ခေါ်ယူလိုက်ပြီးဆို Jeremy Frimpong က club ဘက်ကအတူပြုချက်အရရောအခုလက်ရှိမှာ Liverpool အသင်းကနေဒါဒါ9နှစ်စာချုပ်နဲ့သူတို့စာချုပ်ချုပ်ဆိုပြီးတော့ဒါဆေးစစ်မှုလည်းအောင်သွားပြီးဆိုတော့ Trent Alexander Arnold ကိုသူတို့ကတခါတည်းတိုက်ရိုက်အစားထိုးနိုင်ခဲ့တဲ့နောက်ဆက်တွဲအနေနဲ့ Jeremy Frimpong ရဲ့ အပြောင်းရွှေ့အပြီးမှာလီဗာပူးကတပြိုင်နဲ့နောက်ထပ်အပြောင်းရွှေ့တွေအားလုံးကိုဇက်တိုက်လုပ်နေတယ်ကျွန်တော်အားလုံးသိထားပြီးသားအာနီစလော့ဒီယာဒီမှာငွေသုံးချမ်းမယ်အာနီစလော့အတွက်လီဗာပူးဘက်ကပိုင်ရှင်တွေဟာအများကြီးခေါ်ယူခွင့်ပြုမယ်အသင်းကိုပို့ပြီးတော့ကောင်းတဲ့အသင်းဖြစ်တိဆောက်ခွင့်ပေးမယ်လို့သူတို့ဂရီပေးထားတဲ့အညီဆိုတော့ train ထွက်သွားတဲ့အတွက်ကြောင့် train နေရာမှာချက်ချင်းအစာထိုးလိုက်ပြီးဆိုတော့ကျွန်တော်တို့အစောပိုင်းတုန်းကလည်း Milos Kakis ဆိုတဲ့တယောက်ဒီကစားမကတော့ဘုံမောက်ရဲ့ဘယ်နောက်ခံကစားမ Hungary ကစားမအခုဒီကစားမကို Liverpool တသိန်းနဲ့တော့မဟုတ်ဘူးနှစ်သိန်းဖြစ်သွားပြီ ီ competition ကအဲ့ဒါက Manchester City ကပါလိုက်လာတာ Milos Kaki ဟာဒါလက်ရှိမှာတကယ်ကို quality player ဖြစ်တယ် Premier League ရဲ့အကောင်းဆုံး left back ၃ယောက်၄ယောက်ထဲမှာသူပါတယ်ဒီကစားမားက Hungary ကစားမားဖြစ်တော့အခုလက်ရှိမှာ Dominic Soboslai ကအသင်းအတွက်ဒါအသင်းကိုပြောင်းရွှေ့ဖို့သူကရအောင်စီးရုံးနေတဲ့အချိန်မှာ မီလော့စ်ကာကီကိုမန်ချက်စတာစီးတီးကလည်းလိုက်နေတယ်ဆိုတော့ဖာဘရီစီယိုမှာပေါ်ပြချက်ရလီဗာပူးကမီလော့စ်ကာကီရဲ့အေဂျင့်နဲ့ဘုံပေါက်အသင်းကိုချင်းကပ်ခဲ့ပြီးတော့ဒီပြောင်းရွှေ့ဖြစ်လာဖို့စပြီးကြိုးပမ်းနေတယ်ဒါတချို့ report တွေရဆိုရင်တော်တော်လေးနီးစပ်နိုင်တဲ့အခြေအနေရှိတယ်လို့ပြောလာတဲ့အချိန်မှာမထင်မှတ်ပဲမန်စီးတီးဖြတ်ဝင်လာတယ်မန်စီးတီးကရှင်းတဲ့ဂျက်စကိုဂွာဒီယိုရှိတာမှန်တယ်နောက်နီကိုအိုရိုင်လီရှိတာမှန်ပေမဲ့ဂွာဒီယိုလိုရည်ရှိပါသူကစန်တာဘက်ပိုစံကိုပိုသုံးဖို့ဖြစ်တဲ့အတွက်ကြောင့် proper left back တယောက်ဖက်ကွာဒီလာအတင်းကဒီရာဒီမှာကွင်းလေနှစ်ယောက် left back right back စုစုပေါင်း၄ယောက်ခေါ်မလို့ရည်ရွယ်ထားတဲ့အတွက် Milos Kakic ကိုသူတို့တောက်လျှောက်လိုက်နေတယ်သူတို့ထေယိုဟနန်ဒက်စ်ကိုလိုက်ပေးမယ်ထေယိုဟနန်ဒက်စ်ကနည်းနည်းဈေးကြီးတဲ့အထူးသဖြင့်လောကလားစာကြောင့်လည်းပါတော့ Milos Kakic ဆိုလီဗာပူးက Manchester City ကိုဒါရှင်ပြီးတော့ Milos Kakic ကိုအပြောင်းအရွှေ့အပြီးတတ်ဖို့လုပ်နေတယ်ဆိုတော့ Subosai ရဲ့ နိုင်ရွေးစဉ်အသင်းကောင်းဆောင်လည်းဖြစ်တယ်။နောက်လီဗာပူးမှာအန်တီရော်ဘင်ဆန်ရှိတာမှန်သည့်တိုင်အောင်မီလော့စ်ကာကီကလီဗာပူးရောက်လိမ့်မယ်လို့ကျွန်တော်တောင်းဆိုတယ်ယုံကြည်ထားတယ်။သူတို့အခုလီဗာပူးကအခုဘုဒ္ဓမာခေလဟာထပ်ပေါ်တည်ကြတော့ရှိတယ်။ဘာကြောင့်လဲဆိုတော့မမတက်ရှ်ဗီတီရောက်လာတဲ့အချိန်မှာအာလာဆင်ကဆက်နေဖို့ရှိတဲ့အတွက် ဒါလီဗာပူးကဒီကုသမားကိုရောင်းနိုင်တယ်ရောင်းမယ်ဆိုရင်အက်စတိုဗီလာကဝယ်ချင်တယ်ဘာလို့လဲဆိုတော့အမီမာတီနက်စ်ထွက်ဖို့တေချာပြီဆိုတော့အဲ့ဒီနေရာမှာလီဗာပူးအသင်းကဒီကစားမားကိုအသေးသန်ဒါထုတ်ပြီးတာနဲ့ခဲလာဟာလည်းထွက်ဖို့ရှိပြီးတော့အဲ့ဒီအချိန်မှာလီဗာပူးအနေနဲ့ဒါသူတို့နောက်ထပ်ကစားမားတွေကိုသူတို့တောက်လျှောက်ကြည့်နေတဲ့အချိန်မှာ Florian Vaz အဲ့ဒါလည်း Man City နဲ့ထိတ်တိုက်တွေ့ရတယ်ဒါပေမဲ့ Manchester City ကဒီ race ကိုထွက်သွားပြီ Florian Vaz ကိုလိုချင်တဲ့အသင်းက3သင်း4သင်းလောက်ရှိတယ် Real Madrid ရဲ့ Bayern Munich ရဲ့ နောက် Manchester City ရဲ့ Liverpool ရဲ့ Man City ကကမ်းလှမ်းမှုတချို့ပြုလုပ်ထားတယ် Bayern Munich ကကမ်းလှမ်းမှုကိုပြုလုပ်ထားပြီးတော့ Liverpool ဆင်ကပယ်ချထားတယ် Alonso နဲ့ Real Madrid ကစောင့်ကြည့်နေစေဖြစ်တဲ့အချိန်မှာလက်ရှိမှာ Liverpool အသင်းကကစားမရဲ့ agent ကိုဆက်သွယ်ထားပြီးတော့ဒီကစားမအပြောင်းအလဲဖြစ်နိုင်ဖို့ဒေါက်ရှော့သူတို့ဘက်ကကြိုးပမ်းနေတယ်သူတို့ဒေါက်ရှော့ဒါလောက်တော့ဘယ်လို Florian Vance နဲ့ပတ်သက်လို့ဒါနောက်ထပ်စဉ်းစားတဲ့အချက်ကဘာလဲဆိုတော့ ဒီသားမားကိုဘိုင်ယလီဘာကူစင်ကယူရို125ဒံသတ်မှတ်ထားတယ်။တခါလောက်ခလာစာခန်းစား권နဲ့တန်း120အစိတ်လောက်နဲ့ဆိုတိုတယ်150တန်း300 package Manchester City က BBC မှာပေါ်ပြကြရဆိုရင် Florian Vaz ကိုတန်း150တန်း300 package လောက်သုံးရဖို့ရှိတဲ့အတွက်ကြောင့်သူတို့ကလည်းအဲ့အပြောင်းအရွှေ့ကိုသူတို့ကနောက်ဆုတ်လိုက်တယ်ဆိုတဲ့သဘောကြောင့် Liverpool ကအခု Florian Vaz ကိုရဖို့ကက Man City မရှိတော့တဲ့ကြောင့် Bayern လား Real မတွေ့လား ကျွန်တော်ထင်တော့ Bayern Munich ကိုကစားမကပြောင်းကျင်တယ် Bayern Munich နဲ့ Leverkusen ကြားဒီညီဖို့ခတ်တယ်တကယ်လို့ Leverkusen လိုချင်တဲ့ဂျီအားလုံးကို Bayern ပေးရင်တော့တမျိုးအဲ့လိုမဟုတ်ဘူးဆိုရင် Liverpool က Javi Alonso ရဲ့ Real Madrid နဲ့ပဲအဓိကပြန်ရမယ်ဆိုတော့ Liverpool ဟာဒီ Trent Alexander Arnonia မှာ Milos Kakic ကိုဒီဒီ Jeremy Frimpong ကိုခေါ်ယူခဲ့ပြီးတဲ့အချိန်မှာဒါအခုလောလောဆယ်အနေထားရတော့ မီလော့စ်ခါကစ်နဲ့ဒါဒါဖလိုရင်ဗတ်ကိုအသေးတန်လိုက်နေတယ်ပြီးတာနဲ့သူတို့နောက်ထပ်အပြောင်းရှင်းနေနဲ့ကွင်းလေကစားမှတယောက်နောက်ပြီးတော့မှဒီနောက်ခံလူဒီပါဟီမကနာတီကိုတတ်တန်းတိုးမဲ့ကိစ္စတွေကိုအသေးတန်လုပ်ပြီးတော့အယောင်ကိစ္စတွေကိုလည်းဇက်တိုက်လုပ်မယ်ကျွန်တော်တို့စထရိုက်ကာတယောက်ခေါ်မခေါ်တော့ဆက်ပြီးကြည့်ရအောင်မယ်သူတို့ကတော့ခေါ်မယ်လို့တော့ပြောထားတာဗောလေဒါလက်ရှိအနေအထားဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်